နေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေစပြီး30ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးတုတ်တက်မယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်မူလနေထာနေပုံမြင့်နေနေထာကူပြောင်းတုတ်တက်သွားမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုံးကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးနဲ့တုတ်တက်ဖို့ရှိမယ်ဝေကျေးပေးယူကိစ္စသတိထားမယ် လုပ်ငန်းသစ်အကြံသစ်တွေကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တယ်ပညာလုပ်ငန်းနှစ်ခုတွဲတွဲတိုးတက်ခြင်းရဲ့အနှစ်သာရကြုံမဲ့ရံဝေးရကောင်းသောတည်စကားကြားရမယ်ဆယ်နှစ်နေမှာထူးခြားတဲ့ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြုံမဲ့မတော်တဆနေကူးဆက်ရမယ်အနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3:00တွင်တည်ထား23ရက်နေ့မှာရံအားလုံးကိုကြော်ပြီးမှအလိုရှိရာပြည့်စုံမယ်24ရက်နေ့မှာမေကောင်းဆွေကောင်းထောက်ကူရခြင်းစူပေါင်းချိုးပေးခြင်း ဘဝထွက်တဲ့ချင်းကြော်မယ်25ရင်းနေမှာလုပ်ငန်းစဉ်ကြံသင်ဆင်ပြမယ်လူမျိုးခွဲချိုးပေးမယ်26ရင်းနေငွေချစ်လက်တာပါကံကောင်းခြင်းစီဝါကောင်းခြင်းနဲ့ထွက်တဲ့ချင်းနေကြော်မယ်28ရင်းနေမှာရန်တိုက်ခံနေတဲ့ကြော်မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးခြင်းပြဿနာဖြစ်ခြင်းနေကြော်မယ်28ရင်းနေမှာဥတီချက်သစ်နဲ့လုပ်ငန်းချင်းချိုးပေးမယ်30ရင်းနေမှာလက်ပွင့်ခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းနေကြော်မယ်ဒီကာလအတွင်းနိုဝင်ဘာလ22ရက်နေ့နိုဝင်ဘာ၂၄ 25 28ရက်နေ့တွေမှာကောင်းစေကောင်းလျှော်ပြုရင်ထူးထူးခြားခြားကံကောင်းခြင်းဖုံးကံကြီးမားခြင်းနဲ့ကြိုးပမ်းခြင်းတွေရှိမယ်ဒီကာလအတွင်းမှာနိုဝင်ဘာလ26နဲ့29ရက်ဆက်တိုက်ကဒနာသီတိနက်ကဆန်းရှင်တဲ့ရက်တွေဖြစ်တဲ့ဝေကြီးရရာကိစ္စတွေအတွက်ဆောင်းရရန်ကောင်းသောအနေထားနဲ့တိုးတက်တဲ့ကံတွေပွင့်တယ်တနေ့လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကနေ့နေ့ဘုတ်ထုနေ့မွေးသူတွေ ဒုက္ခပေးတတ်တယ်တလေးကိုကနန်းကိုသုံးရမယ်အညိုရောင်ပြာရောင်မိခွန်ရောင်တို့ကိုဝိစဉ်သုံးဆွဲပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါနေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံအလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်ဒါသာပတိနေဝေသူအားလုံးမင်္ဂလာပါ2020မကုနဲ့နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်မတော်တဆတိုက်ခံမှနေဖြစ်တတ်တယ် လူယောင်ဒုက္ခပေတတ်တယ်မူလစီစဉ်နာနဲ့လက်တွေ့ကဟမယ်လံခုလံပြတတိထားပါယင်ကန်းနဲ့ပတ်သက်တဲ့အန္တရာယ်ဖြစ်တတ်တယ်နောက်တပားသူကြောင့်မိမိစိတ်ဆန္ဒလိုလားချက်တွေကောင်တယ်ဖွယ်တဲ့အခါမှာခက်ခဲခြင်းနှောင့်နှေးသွားခြင်းတွေရှိတတ်တယ်အထူးသဖြင့်မိတ်ဆွေရင်းနဲ့ကိုယ်ဒုက္ခပေတတ်တော့တတိထားရမယ်အဲ့နေ့ရက်နေ့မှာမတော်ဆန္ဒကြီးဆက်ရမယ်အနောက်ရက်ကုန်တည်သွားစေခြင်းရှိတတ်တယ် နေကတနိုင်ခွဲနဲ့သုံးနိုင်အတွင်းမှာသွားလာကျူဆန်ပဲညံများတဲ့နေပဲ23ရက်နေ့ကတော့ထူးခြားစွာကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံတွေရှိတယ်24ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်းအကျိုးပေးခြင်းနဲ့တွတ်တက်ခြင်းတွေရှိမယ်25ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တွတ်တက်ခြင်းတွေရှိတယ်ရရဆင်းပြေမယ်26ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတွတ်တက်ခြင်းနဲ့ကံကောင်းခြင်းကိုကြုံမယ်28ရက်နေ့မှာတော့ရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်28ရက်နေ့မှာ မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရတဲ့တဲ့စိတ်ချမ်းမြေ့သာစရာတွေကြုံမဲ့ရရဆင်းပြေမဲ့29ရက်နေ့မှာခရီးကံကောင်းမဲ့လူမျိုးခွဲအကျိုးပေးမဲ့30ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်လည်ရရှိခြင်းနဲ့တိုးတက်ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာ22ရက်နေ့24ရက်နေ့25ရက်နေ့28ရက်နေ့တွေမှာကောင်းစေမင်္ဂလာရက်ကောင်းတွေဖြစ်ပြီးအဲ့ဒီတွေမှာကောင်းစေကောင်းရှုံပြုရင်ထူးထူးခြားခြားကောင်းခြင်းကံကြမ္မာတွေကိုရရှိနိုင်ပါတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲဒီ26 29 200ဆက်တိုက်တော်မှာရဏသီတီနခတ်စမ်းရှင်တော့အဲ့ဒီကာလတွေမှာမြင့်မြတ်တဲ့ငွေကြေးကိစ္စလက်လာပတ်ကိစ္စတွေအတွက်ဆောင်ရွက်တဲ့အစီအရင်တွေလုပ်ရန်အတွက်လည်းအခါကျရောက်ပါတယ်ဒီတပတ်တော်ကာလအတွင်းကြာသပတေးနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်369ခုကနေ့ကြိုးပြတဲ့အနီရောင်အပြာရောင်ပန်းရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါ အနီရောင်ပန်းဝင်လေးတွေဖျားကတ်လူပြီးလောရဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်